ဟဲ့ကျင်းတဲ့ခြေချင်းပြန်ဝင်ပြန်ဝင်ဆိုရင်မဟုတ်ဘူးသူကနောက်တစ်လုံးစွန့်နေပြီတူးကိုရောင်နေပြီမထူပါမှာဆိုလို့ငင်းချင်းဘလောက်ရာခိုင်နှုန်းရောက်ပြီလဲဆို900ခိုင်နှုန်းပဲရှိသေးတယ်ဟာမင်းက900ခိုင်နှုန်းဆိုဘယ်တော့မှပြည်မှာလဲငါတို့ဘယ်တော့တိုက်ရမှာလဲပေါ့ပြီးတော့အဲ့ဟိုကမေးချင်တော့ပါလေကျွန်တော်အဲအခုတက်လာတာအောင်စီကဟိုပါပေါ့ တက်မစစ်ကြောင်းဟိုနိုင်ငံတော်စစ်စစ်ကြောင်းပေါ့နော်တို့အခုတောက်လျှောက်လဲတို့အင်အားတွေဖြည့်တယ်အင်အားရာနဲ့ရှိပြီးတိုးတယ်ပေါ့နော်ဒါပေမဲ့တို့တော့သွားမှဒီမြောက်တွေကိုသွားမှာပေါ့နော်မြောက်တွေကို၄ရက်၄ရက်နဲ့သွားမယ်ဆိုပြီးပြောလဲကောင်းနေပေါ့နော်အခု2ပေါက်နေပြီပေါ့နော်2ပေါက်နေအဲ့ဟာအပြေမှာဒီတော်လိုင်းတက်ဖွဲ့တွေဘက်မှာလဲအောင်စရာစစ်ကြောင်းဖွဲ့ထားတယ်ဆိုပြီးသိရအဲ့ဒါပြောပြအောင်ဆိုဝင်ကတော့ပြောတယ်မြဝတီကို၄ရက်နဲ့အရောက်ဆိုပြီးတော့အထူးစစ်စင်ရေးနော်အထူးစစ်စင်ရေးနိုင်ငံတော်အဆင့်အထူးစစ်စင်ရေး အင်အားတွေအပြည့်နဲ့သူကရောက်လာဒါပေမဲ့ကျွန်တော်ကယေရှုတင်တယ်ဗျဘု து ယေရှုတင်လဲဆိုတော့ဘူးတာဘောယေရှုတင်တယ်အဲတချို့ပြည်သူလူထုတွေကိုလည်းပြောကြည့်တယ်ဒီဘက်မှာစစ်စင်နေပတ်သက်လို့ကျွန်တော်တို့ကဘူးကြီးတာဘောရဲ့ပြောမယ်တွင်တင်ဆုံးမမှုအမိတ်ဒီဘော်ဒီမှာပဲကျွန်တော်နာခံရတာကျောမထုတ်ပြနဲ့ဆိုဘာမှမထုတ်ပြအောင်ယနေ့ချိန်ဒီလဲထုတ်ပြတဲ့နေဟာထုတ်ပြတယ်မထုတ်ပြတဲ့နေဟာမထုတ်ပြအောင်အဓိကကကျွန်တော်တို့ကစစ်စင်ကြီးပဲဟုတ်ကဲ့ဒါကြောင့်မလို့သူတို့ အချိန်ပေါင်းများများဆိုတာအချိန်200ကျော်တိုက်ပွဲတွေဖြစ်တယ်သူတို့တွေပဲအရင်နေခဲ့တယ်ဟုတ်တယ်အခုချိန်ကြီးမတိုးပေါ့ပြီးတော့ဒီမှာသူတို့တွေရတယ်တော့အလင်းဝင်လာတဲ့လူတွေစီဒီအန်လောက်လာတဲ့လူတွေအများကြီးပဲအဲ့စီဒီအန်လောက်လာတဲ့လူတွေဆိုလို့ရှိရင်ဒါအခုဆိုရင်သူတို့တွေနဲ့ဆိုလို့ရှိရင်အပတ်စဉ်တူတူပဲ PDF တင်တန်းတွေတက်ပြီးတော့ပြန်ကျုံးနေကြပြီပတ်စဉ်3ပတ်စဉ်4 4ပတ်စဉ်4ပဲကျွန်တော်ဟုတ်တယ်ဟိုအတော့4ပေါ့နော်ကျွန်တော်ပတ်စဉ်4ဟုတ် ဟိုဟိုမှာရောက်ချင်တော့ဒီဘက်ကလည်းလူငယ်တရားလည်းရှိတယ်ကိုကြီးကတော့ဟိုတောင်ဝမ်းနဲ့စီသွားရတာဟိုဒီကျန်တဲ့ဆိုတော့ကိုကဟိုတော့ကျန်တဲ့သွားမယ်ဆိုတော့ပြောတော့လုံညာလုံးမြောက်လေးကိုအကိုကြီးပြောဆိုတော့ကိုလည်းသွားမယ်ဆိုတော့ဒီသွားပေါ့ဟိုလိုအပ်တယ်လေးတက်ရမှာအဲ့တော့ကိုလည်းသွားတက်ရတော့ကိုလည်းရောက်တော့နောက်ကျသူတို့ရောက်လာဒီဘက်ကညီကိုအကုန်လုံးကကျတော့ဟိုကိုလေးလည်းလေးစားတယ်ပေါ့ကိုလေးကအရှိမတိုက်နေခိုက်နေတယ်လို့ဆိုတော့ကိုလေးလည်းလေးစားတယ်စကားပြောတယ်အကုန်လုံးက ဟိုညူတွေလိုပဲနားထောင်ကြတယ်အဲဟိုဘက်ကလူတွေလည်းအလင်းဝင်တဲ့လူတွေပေါ့နော်သူတို့ရောက်လေလာတော့ကားကြီးရဲ့လာပို့လေပြီးတော့အတူတူမထားသူတဆောင်ပဲထားလူမစားရဲ့ဟိုဘယ်လိုလဲစိတ်တွေပေါ့နော်နည်းနည်းဒီဘက်ကညီကိုလေးဟိုညီရဲ့စိတ်တွေဘယ်လိုပြောစကားမအောင်ပဲမားတယ်အကောင့်တရအများကြီးกว่าတယ်အဲ့တော့ချမယ်ပဲကြီးပဲသွားစိန်ခေါ်နေကြတာအစတော့အာအစတော့ကတော့ချမယ်ကြီးပဲနောက်ပိုင်းလဲကြတော့အဆောင်နေနဲ့ဟွာနေနဲ့အဲလူမစ်လောက်ရောပြီးရောပါအဲတရားနဲ့တရားကဘယ်လိုမှမဲ့ တကယ်ဒီဘက်ကလူတွေရဲ့စိတ်နေစိတ်ထားတွေပေါ့နော်သူတိသွားသူတို့လုံးဝတိသွားတယ်အခုဆိုရင်အပြင်သွားလို့ဒီကနေပြီးတော့ကျွန်တော်အပြင်ခဏသွားကြည့်လို့ပဲအပေါ်ပဲတက်တာလို့ point တွေပဲဖြတ်သွားပြီးတော့ဟာကိုရှိုင်းကိုရှိုင်းဆိုတာကြီးပဲအကုန်လုံးဟိုခင်ရတယ်ပေါ့တော်တော်ကူးတော်တော်ခင်သွားတယ်သူတို့တကယ်မှာဘယ်လိုမဲ့ရာရှိပိုင်းတွေပါတယ်လေအဲရာရှိပိုင်းတွေကိုနေကြတော့လိန်လို့တွေလို့ဖြစ်သွားပြီးတော့အော်အဲ့လိုတွေအဲ့လိုတွေအဲ့လိုတွေဖြစ်ကုန်ရတာဟိုအဓိကဒါဒီကြီးလေးပြောတဲ့အကြောင်းဆိုရင်ဒါတော့ အောင်စီကနေပြီးတော့အလင်းဝင်လာတယ်အလင်းဝင်လာပြီးမှဒီဘက်မှာဒီဒီသူတို့ရဲ့လင်းဝင်လာတဲ့နေရာဖြစ်တဲ့အောင်စီကစစ်ကြောင်းပြန်ကျုံးမယ်ဆိုပြီးတော့တင်းတန်းပြန်တက်တာပြည်တဲ့တပ်ဖွဲ့နဲ့အတူတူတင်းတန်းပြန်တက်ပြီးတော့အခုလည်းအရှိမအဲအခုကပြန်ကျုံးနေကြတယ်ကျွန်တော်ဒါကျွန်တော်စင်းရ2ရက်ရှိ3ရက်ရှိပေါ့နော်3ရက်ရှိပြီးတော့ကြောက်တာမှအပေါ်မုတ်တင်ပေးလိုက်အောင်ဝဲတင်ပေးဖို့မေ့နေတယ်ကျွန်တော်ဩမုတ်သူတို့ဟိုဟာကိုချိုင်းကျွန်တော်မုတ်တင်ပေးလိုက်အောင်နော်ဆိုတော့ကို့မှာအပေါ်မှာစားရံဟိုဟာမုတ်တွေပါပြီးရှိတော့သူတို့ပွင့်သွားတယ် အခါကျရင်တို့ကကိုယ်လည်းချစ်တယ်ဗျကိုတို့ဘာတို့ယူလာအခုပြန်ကျုံးနေပြီပြန်ကျုံးနေပြီတို့ကမပြစ်ကားလို့ဆိုတို့တို့မနေထိုင်နေရဟုတ်တယ်ဟုတ်တယ်ကိုရီးယားပြဖို့ဘာညာဒီလောက်မဟုတ်သေးဘူးတို့ကပြစ်မယ်ဆိုတာကြီးပဲဟိုအရကောင်းလေးကွာဒီလူငယ်လေးကတော့မနေချင်ဘူးကွာဆိုတာကြီးပဲဟာတို့ကဟိုဟာတော်တော်လေးဟိုကောင်းလေးစောက်သေးပေါ့မှာနော်ဟိုရှေ့မှာလဲတို့ကိုတော်တော်လေးထိန်းရထိန်းရတယ်ဆိုတော့ကျွန်တော်တို့အရှိမတာဝန်ခံဖြစ်နေဘူကြီးကကျွန်တော်တို့ကိုထားတဲ့ခါကျတော့ဘာပြောလဲဆိုတော့ ိုရက်တကင်တို့စီမာဒီ RPG ပြစ်တာတွေပါတယ်ခွင့်တောင်းအောင်ပေါ့သူတို့ကဒိုင်းနိုင်နိုင်ဆိုတာ ਨੇ အဲအလင်းဝင်လာတဲ့စကားစားတွေကကျွန်တော်တို့ဘက်ကတွေတော့ပြန်တိုက်တယ်ဟာထုမယ်ဆိုတာကြီးပဲနေအိုးမထုရသေးဘူးမြောက်ကိုကျခင်ထုမယ်ထုမယ်ကျွန်တော်ထုမှရပဲဆိုနေအိုးသွားရင်နောက်ဆုံးကပြဖို့ဆိုတာတိတ်မလွယ်ဘူးလေထုလို့မရဘူးတော်ကြကြလို့ဆိုရင်ဒီအလန်းထုလိုက်ရင်ဘိုးကြီးက မပြောလို့ရှိရင်ကျွန်တော်ပြောခါမှာပြန်ထင်းရနေပြန်ထင်းရတာသူတို့ပြန်ထင်းရနေုံထုကန်ကြီးရလက်ခုံမယ်အဲ့လောက်ဒီကျုံကျင်တာသူတို့ကတော့တလုံးနဲ့အာမေးရနောက်တစ်လုံးထပ်ပြီးတော့တွေ့ကျင်သေးတာဩဒီဘက်ကလူကစိတ်ပူလို့ဟဲ့ကျင်းတဲ့ခြေချင်းပြန်ဝင်ပြန်ဝင်ဆိုရင်မဟုတ်ဘူးသူနောက်တစ်လုံးစွန့်နေပြီသူ့ကိုရောင်းနေပြီဩမထုပါမှာဆိုလို့လောကအဲ့ဆိုရင်အောင်စရာအောင်စရာနဲ့ပြန်ကျုံခံနေရတာအောင်စရာနဲ့ပြန်ကျုံနေတာအဲ့လိုမျိုးဖြစ်နေရအောင်ပြန်ချုပ်ဖွဲ့ရန်အားကိုးရလို့ပြောနော် သူတို့တကယ်တကယ်အစားတော့ကတော့အဲသူတို့များများတွေးကြမှာပေါ့ညိုးဆိုပိုတိရပေါ့သူကရန်သူဖြစ်ခဲ့တာကိုအဲတော့ကျတော့သူတို့တခုခုမှားပြီဆိုတာနဲ့ကိုလည်းဒါတော်သားထွက်တာပဲရှိခဲ့ဘူးတော့ပေါ့နော်အဲတော့ကျတော့ရန်သူဖြစ်ပြီးတော့အခုလိုမျိုးတဖွဲ့တည်းမှာအတူတူကြီးပြန်ပြီးတော့ဒီလိုမျိုးပြန်လောက်ရတဲ့ခါကျတော့အစားတော့ကတော့တန်တရားစိတ်တွေရှိကောင်းရှိမှာပေါ့နော်တန်တရားစိတ်တွေရှိရပါဒါပေမဲ့အဲသူတို့ရဲ့လောက်ရက်တွေသူတို့ရဲ့ဟိုဟာတွေအကြောင်းမလို့ပဲယုံကြည်သွားတယ် လို့ဖြစ်မလားအဲ့လိုဖြစ်အဲ့လိုတသားတည်းဖြစ်လာတာလဲသူတို့ရဲ့စိတ်နေသဘောထားလဲပြောင်းလဲမှုပါတယ်လို့ကျွန်တော်တို့ရဲ့စိတ်နေသဘောထားလဲပြောင်းလဲမှုပါဆက်ကစားနဲ့သူတို့လည်းအမှန်သိသွားပါတော့ဟိုဘက်အခုတိုက်နေရတဲ့ဆက်ကစားနဲ့ကျွန်တော်တို့နဲ့မတူတဲ့အချက်ကလည်းအဲ့လားပဲကျွန်တော်တို့ကတိုက်ပွဲပြီးရင်ပြီးပြီဒီကောင်တွေကတိုက်ပွဲပြီးရင်မပြီးဘူးအော်ဟုတ်တယ်ကျွန်တော်တို့စိတ်ကိုလာလာစွတာဟုတ်တယ်အဲ့လိုမျိုးဟုတ်တယ်ကျွန်တော်ဆိုလို့ရှိရင်တခါပေါ့အဲ့ဒီရှိမှဘတ်ဒေးဖြစ်တော့တိုက်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  တိုက်တဲ့ခါကျတော့ဒီကကျွန်တော်တို့တခွေးမှုပေါ့ကိုဘိုးတို့ကအဲ့မှာသူကတယောက်မိလာอืมမိလာကျွန်တော်ကယူသွားတာอืมအဲ့သူကတက်ချက်ပေါ့နှစ်ရက်ဆိုတော့တက်ချက်ပေါ့ခေါ်သွားတယ်ကျွန်တော်ကောင်းကောင်းမွန်မွန်ပဲစိတ်ခံတည်တယ်အဲ့ကျွန်တော်အောက်ကိုတခါတည်းပို့လို့ပါကညောတွေရတော့ထိမခံဘူးလေပို့ဖွဲ့တယ်ကျွန်တော်ဆယ်ဒီဖွဲ့တယ်ခေါ်လာလို့ဆယ်တယ်ခေါ်လာတယ်ဘိုးခေါ်လာဆိုတော့သူတို့ပြောလည်းမပြောရဲနောက်မှကျွန်တော်ကြားတာပေါ့နော်အဲ့လမ်းမဟိုဘယ်လိုပဲပြောလဲဟိုဒါ၃မန်းဟိုသူကလည်းပြစ်လိုက်တဲ့ကြားတော့သူ့ကြော်သွားတော့ပြစ်လိုက်တာကျွန်တော်ညီတယောက်ဟိုဒီလို ဒီကနေညတူးနှစ်ချောင်းကျော်နော်ထိွားတာပေါ့ကျိုးသွားတော့အကုန်လုံးစိတ်တူကိုကြောက်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တွေ့ရောတွေ့ရောပုံမှန်ဆိုတော့လုတ်သွားပြတယ်ဒါပေမဲ့ तू ကမလုတ်ခိုင်းဘူးဘာလဲဆိုကျွန်တော်ခေါင်းထဲမှာရှိတာဘာလဲဆိုတော့သူစီကစေတရင်အချက်လက်ပဲဟုတ်တယ်อืมဒီအချက်လက်ကအရေးကြီးဆုံးပဲอืมဆိုတော့ဟိုကတော့တချို့ဟာတွေကကျွန်တော်မပြောရဲဘူးလေနောက်မှပြန်ပြောတာဟာကိုချက်ခင်ခေါ်သွားလို့ကိုချက်ခင်ခေါ်သွားလို့ကျွန်တော်လည်းသူ့ကိုပြီးသွားတော့ကောင်းကောင်းမွန်မွန်ထိတော်မထိဘူးတွဲပြီးတော့သူ့ကိုခေါ်သွားသူလည်းဒဏ်ရာရတာဟုတ် စီကံစီကံကိုခေါ်ရတော့စီကံခေါ်ရတဲ့ခါကျတော့အဲ့ဒါစီကံရောက်မှသူ့ကိုကျွန်တော်တက်ချင်တဲ့စိတ်ပေါ့အာအာပြောပြအောင်ကျွန်တော်ကဟိုရောက်တော့စီကံရောက်တော့လောက်ပါအောင်လို့သူ့ဟိုကကူညီကျွန်တော်အဲ့ဒီမှာခေါ်ရမယ်ဆိုရင်တော့သူများတွေကဝင်ထိုးတယ်ကြိတ်တယ်ဖြစ်အောင်မယ်အဲ့ဒီတက်ချက်ကဘာထပြောလဲကျွန်တော်ဈေးကူပေးပြီးရင်တဲ့ခင်ဗျာတက်မှာလားခင်ဗျာတော့တက်ချင်မှတော့ကျုပ်တကူးတကားနဲ့ဟိုးဟိုးဝါတွေတော့ဒီထိမခေါ်လာဘူးလို့အဲ့လိုမျိုးလေးတွေအင်းအင်းအင်း ကျွန်တော်တို့ဘက်ကတော့သူတို့ဒီ၃မန်းဆိုရင်၃မန်းပေါ်မှာပြုချင်းရမယ်စီမင်းစီကန်တိုင်းပဲကျွန်တော်တို့ကပြုချင်းတယ်ဒီကျင်းဝင်းတွေတိုင်းပဲဒီကျင်းဝင်းတွေတိုင်းပဲကျွန်တော်တို့ဘက်ကဒါပေမဲ့သူတို့တွေဘက်ကဒါလင်းကျွန်တော်တို့မိရင်အမျိုးမျိုးအမျိုးမျိုးလောက်တာကျွန်တော်ပြောချင်တာစစ်ကစစ်လို့တိုက်อืมစစ်ကစစ်လို့တိုက်မင်းလည်းယောက်ျားငါလည်းယောက်ျားစစ်ကစစ်လို့တိုက်မင်းတို့ကတော့မှဟိုတက်နိုင်စွမ်းအားတွေများသေးတယ်อืมငါတို့ကလက်နက်ကိုရှာပြီးတော့မှဟုတ်တယ်တိုက်ရတဲ့ကောင်နေဟုတ်တယ် ဟုတ်လားဟုတ်တယ်တိုက်ဆန်းမှာယောက်ျားယောက်ျားလို့တိုက်ဒါပေမဲ့အခုကသူကယောက်ျားလို့လည်းတိုက်လို့မရတော့ဘူးအခုလက်ရှိခြေနေရကျွန်တော်တို့ကလည်းယောက်ျားတွေတိုက်ကြတဲ့စပွဲကိုယောက်ျားတွေတိုက်တဲ့စပွဲကိုကျွန်တော်တို့ကလည်းကြုံရတော့မှမဟုတ်တော့ဘူးအဲ့လိုဖြစ်နေတာတိုက်လို့ကောင်းနေတဲ့အချိန်ကြမှာဇွတ်ကြားတွေဖြစ်နေအောင်အဲ့ကြောင့်ဒါအဲ့အဲ့အဲ့တယောက်ဆိုအခုနောက်ပိုင်းကျတော့ तू နားလေသွားလားနားလေပါတယ်နားလေပါတယ်ဆိုတော့ तू ကသူ့ရဲ့အသက်အရွယ်ကြီးတဲ့အပိုင်းလဲပါတယ် ီးတော့ဟိုမှာအခုဟိုသူတို့နဲ့အတူတူပြန်ပြီးတော့အပတ်စဉ်တွေပြန်တွေ့ကြတဲ့ခါကျတော့လေအချင်းချင်းပြုပြင်ထိန်းသိမ်းရင်ပြုပြင်ထိန်းသိမ်းရင်နလန်းနဲ့ပဲအဲသူတို့တွေစိတ်နေသဘောထားတွေလည်းပြောင်းသွားတာပေါ့နော်တချို့တွေဆိုလို့ရှိရင်ဒါဘုံကြီးတာဘောဆိုလို့ရှိရင်သူတို့တွေဒါချစ်လဲချစ်ကြတယ်။ဩသူတို့ကဘောသူတို့ကဝါချီရတယ်။အဲ့မင်းတို့တွေဘုံကြီးမပြောနဲ့သူတို့ကအဲ့လိုသွားကြံသွားတော့ဆိုလဲမသွားဘူးဘလို့လဲမသိဘူး။အဲ့လိုမျိုးဘုံကြီးကသူတို့ပြန်ရင်တန်းပြီဆိုတော့လေမဟုတ်ပြန်ဘူး။ ဘိုးကြီးတို့တို့ဖြေတဲ့အော်အဲ့လိုကိုပြောတာအဲ့ဒါအကြောင်းမလို့ဘိုးကြီးစီမှာပဲတို့တွေတာဝန်တွေပြန်ထမ်းဆောင်အောင်ပြီးတော့ခုနပြောသလိုပေါ့အောင်စရာကိုအောင်စရာပြန်တိုက်နေတယ်ကျွန်တော်တို့တိုက်နေတာမဟုတ်ဘူးအောင်စရာကိုတကယ်အောင်စရာပြန်တိုက်နေတာအဲ့လိုလေအောင်စရာလူတွေကိုတိသိနေတာတိသိနေတယ်ဟုတ်တယ်တကယ်လည်းတိသိနေတာဟွန်းအောင်စရာကိုအောင်စရာပြန်တိုက်တယ်အဲ့လိုမျိုးဖြစ်နေတာကောင်းတယ်ကောင်းတယ်မိုက်တယ်တော့ဒါဒီဘက်ကအဲအပြူမူတွေစိတ်နေစိတ်ထားတွေခံယူချက်တွေအဲ့ဒါအကြောင်းမလို့လေဒီလိုမျိုးပုံစံမျိုးကြီးဖြစ်လာတာပေါ့ ြောရမယ်ဆိုရင်ဟိုဘက်ဒီဘက်ရန်သူပုံစံဖြစ်ခဲ့တဲ့အနေအထားကနေတစ်ဖက်ထဲမှာပြန်ပြီးတော့သူတို့တပ်ဖွဲ့ကိုပြန်ပြီးတော့တိုက်ပွဲဝင်ပေးတဲ့အနေအထားတွေဖြစ်အောင်ပြုပြင်ပြောင်းလဲနိုင်ခဲ့တာဒါညွှန်ခံယူချက်တွေစိတ်သက်တွေပေါ့နော်အခုနလိုဘုရားဘောရဲ့တုံ့ပြန်ဆုံးမမှုတွေဒါတွေကအများကြီးရေးပါတယ်ပေါ့နော်အခုဆိုရင်ကြည့်ရအောင်စရကကိုရီအတွက်လာပြီးအင်အားစုပေးနေသလိုဖြစ်တယ်အဲ့အဖြစ်ဟုတ်တယ်နော်အဲ့လိုဖြစ်နေအောင်နော်အဲ့တော့ဘာဖြစ်အောင်ကြောင့်ဂျေဇုတင်နေအောင်ကြောင့်ဂျေဇုတင်ရအဲ့တော့ဒါကတော့ဒါ တို့ကတို့အတွေ့အကြုံနဲ့ပတ်သက်လို့ပြောတာပေါ့နော်ပြီးတော့ဒီစနိုက်ပါနဲ့ပတ်သက်လို့ပြောတယ်ဆိုတော့ခုကြတော့ခုသိချင်တာလေးကအဲ့လိုပုံကွေပဲပြောပါတော့ခန်းစားချက်ပေါ့နော်ဟုတ်အဲ့တော့ဒီတော်လန်ကြီးဒီနေ့ပြီးသွားပြီဒီနေ့အောင်မြင်သွားပြီဆိုတဲ့အချိန်ကျရင်ပထမဆုံးဖြစ်ချင်တဲ့ဆန္ဒဘာဖြစ်လဲပထမဆုံးလှုပ်ချင်တဲ့အလုပ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပရမဆုံးလှုပ်ချင်တဲ့အလုပ်က တော်လန်ကြီးပြီးသွားပြီဆိုတဲ့ဟာကြီးကအဲ့မေးခွန်းကလည်းဖြေချင်တယ်ဗျ။ဟုတ်ဆိုတော့တော်လန်ကြီးဘယ်တော့ပြီးမလဲလို့ပြန်လဲမေးချင်တယ် အဲ့လိုမျိုးရရှိတယ်လေကျွန်တော်ခံယူလာတော့တခါစစ်သားဖြစ်ဘူးရင်တသက်လုံးစစ်သားပဲဗျာဘာလို့ချင်းလဲဆိုရင်ဒီနိုင်ငံမကောင်းသေးပြုပြင်ရအောင်မှာပဲကျွန်တော်တို့ကဒီပြုပြင်ရင်လမ်းကြောင်းထဲမှာပဲကျွန်တော်ရှိရအောင်အားကြောင့်မလို့ကျွန်တော်ရဲဘော်တွေကိုကျွန်တော်ပြောပြတယ်ဘာပြောပြလဲဆိုငါတို့မှာခိုင်မာတဲ့နိုင်ငံရေးကြီးမဲချက်စီးရေးကြီးမဲချက်ရှိလို့ရှိရအောင်ငါတို့စီးရေးကြီးမဲချက်ဘယ်ထိသွားမလဲငါတို့နိုင်ငံဘယ်အခြေအနေထိရောက်ရင်ငါတို့ဒီလက်နဲ့ချမလဲ ကျွန်တော်ကလက်နဲ့ချဖို့တော့ဝင်လင်းနေတဲ့ကောင်မဟုတ်ဒါမဲ့ကျွန်တော်တို့လိုချင်တဲ့နိုင်ငံကျွန်တော်တို့ဖြစ်စေချင်တဲ့ပုံစံဖြစ်ရင်ကျွန်တော်လက်နဲ့ချလိုက်ဒီလက်နဲ့ကိုဆွန့်လိုက်မယ်ကျွန်တော်တို့ကလက်နဲ့ခင်တွေ့တဲ့ကောင်မဟုတ်ဘူးပြီးတော့စစ်ဘလူးဝါရလည်းမဟုတ်အဲဒီဒေါ်လိုင်းပြီးတော့ဘာဖြစ်ချင်လဲဆိုတော့ကင်းကွာခဲ့တဲ့ဒီလိုမိသားစုတွေနဲ့ပြန်နေခွင်းတော့ရချင်တာဟုတ်ကဲ့ဟုတ်လားဟုတ်ဒါကတော့ရဲဘော်တိုင်းလည်းဒီခံစားချက်ရှိမယ်လို့တော့ထင်ပါတယ် အညီလေးอ่ะอืมကျွန်တော်တိတိဆုံးကတော့အဲအိမ်တစ်ခေါက်တော့ပြန်လဲတောင်းထမ်းဆောင်မှာဆိုရင်ထမ်းဆောင်မှာပေါ့อืมဒါအခုလိုအပ်တယ်ဆိုရင်ပေါ့လိုအပ်တယ်ဆိုရင်တော့ထမ်းဆောင်မှာပဲငင်းလို့မမြအောင်လေဟိုကလောက်ခဲ့ပြီးပါပြီစုံစက်သွားအောင်ပါပဲဟာပေါ့ဟိုအိမ်မှာအမိချက်တဲ့ဟိုကခန်းကြီးတင်ကပြီးကျန်တဲ့ညူသီးမိုးလေးဖြူပြီးတော့လေမိသားစုရင်တော့လို့တက်တက်ဝုံဝုံတက်တက်ဝုံစွဲဝုံမှာစားတဲ့ဟာလေအဲဒါကြီးပြန်စားရင်ကျင်းတယ်ဟာပြေပါပါဒီဆန္ဒတွေ အမြန်ဆုံးပြည့်ပါစေပေါ့နော်ပြီးတော့ဒါပြည့်လည်းပြည့်ပါပါပြအိုက်တော်အတွင်းမှာလည်းလုံချုံဘေးကင်းအောင်နေပေးပါဗောနော်ပြီးတော့ညရဆိုရင်တပြေးပြေးနဲ့တွေ့ကြုံနေလည်းများလာတယ်ပြီးတော့အောက်မှာလည်းအဲကိုယ်ယုံကြည်အားကိုးတဲ့ရေဘော်တွေလည်းရှိလာမယ်ဗောနော်ဒါကြဒီရေဘော်တွေပေါ်မှာလည်းပြန်ကြည့်ပေးပါသူတို့လည်းလုံချုံဘေးကင်းအောင်ဆောက်ရှောက်ပေးပါဗောနော်ပြီးတော့ပြည်သူတွေအတွက်ကိုလည်းဒီလိုမျိုးစိတ်ထားမျိုးဗောနော်အမြဲတမ်းထားပေးပါအဲပြည်သူတွေအတွက်ကိုပေးနိုင်တဲ့ဟာဗောနော်အကုန်လုံးဒါဆွန့်လွတ်ပြီးနင့်နာခံပြီးလှုပ်ပေးခဲ့တဲ့ဟာတွေအားလုံးအတွက်ကိုလည်း အဲဂျေစုတင်နေဂုံယူတယ်ဗောနော်ပြီးတော့ပြည်သူတွေကိုလည်းတကယ်လွတ်မြောက်တဲ့ဘဝမျိုးဖြစ်အောင်ဖန်တီးပေးနိုင်မယ်လို့လည်းယုံကြည်တယ်ဗောနော်အဲကြောင့်ဒါဒီစကားဝိုင်းရဲ့အဆုံးသက်နေနဲ့အဲပြည်သူတွေကိုပြောချင်တဲ့စကားရင်းစကားရင်းဖွဲ့စကားပဲဖြစ်ဖြစ်ရင်းနေတဲ့စကားပဲဖြစ်ဖြစ်ပြောချင်ပြည်သူတွေကိုပြောချင်နေတာကတော့အများကြီးပဲရှိပါတယ်ဘာလို့ဆိုတော့ပြည်သူတွေကလည်းဒုက္ခဒုက္ခတွေကြားထဲမှာမဘရာမြေလူးနေရတဲ့ပုံစံမျိုးဖြစ်နေပြီးတော့ ြည်သူတွေကိုအားရအောင်ပြောကျင်တဲ့စကားတွေကကျွန်တော်တို့တွေကတော့ဘယ်တော့မှပြည်သူတွေရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးတဲ့ကောင်တွေတော့ဖြစ်မှာမဟုတ်ပြီးတော့ကျွန်တော်တို့တော်လန်ရေးကိုတစ္ဆာမဖောက်တော်လန်ရေးကိုတစ္ဆာမဖောက်ခြင်းဟာပြည်သူတွေရဲ့မျှော်လင့်ချက်ကိုမရိုက်ချိုးဘူးလို့ပြောတာ ਨੇ အတူတူပဲဒီမျှော်လင့်ချက်ပြည်သူတွေမျှော်လင့်ထားတဲ့မျှော်လင့်ချက်ဒီမျှော်လင့်ချက်ကိုလည်းကျွန်တော်တို့အမြန်ဆုံးပြည့်အောင်လို့ကျွန်တော်ကြိုးစားတယ်နေရောညအောင်ရာသီဥတုစူးစူးကြမ်းကြမ်းမပြည့်မပြည့်စုံမှုတွေဘလောက်ပဲများများ ကျွန်တော်တို့ကြိုးစားနေတယ်ကျွန်တော်တို့ရှေ့ကိုပဲတက်နေတယ်ပြီးတော့တိုင်းပြည်ကိုဖျက်နေတဲ့ပြည်သူကိုနှိပ်စက်နေတဲ့ဒီတိုင်းဖြတ်ပြည်ဖြတ်မိစ္ဆာတွေကိုကျွန်တော်တို့အများဆုံးနှိမ်နင်းနေတယ်ဒါကိုပဲကျွန်တော်တို့ပြည်သူလူထုကိုပြောချင်တယ်နောက်တစ်ချက်ဟိုပြည်သူတွေကပြည်သူတွေကိုလည်းပြောပြချင်တာတကူကပြည်သူတွေကဟိုစည်ရေးသတင်းတွေဆိုလို့ရှိရင်ဒါမျှော်လင့်ကြဟုတ်တယ်ဟုတ်တယ်ဒါမဲ့ကျွန်တော်တို့ဘက်ကလည်းမချပြချပြလို့မရတဲ့ကဏ္ဍတွေရှိဟုတ်တယ် အဲ့ဒီခါကျရင်ကျွန်တော်တို့အလုံးမလုပ်ဘူးလားလို့ထင်ကောင်းထင်လေကျွန်တော်တို့ဒီနေ့အလုံးအလုံးလုပ်တည်မလုပ်တည်ဆိုတာကိုပြည်သူတွေကောင်းကောင်းနားလည်တယ်အနေထားတော့ရောက်လာပြီလို့ထင်တယ်တကယ်တကယ်ပြောတဲ့ခါကျတော့ဒါချပြမှာမဟုတ်ပါဘူးကျွန်တော်တို့ကအလုံးလုံးနေဖို့ပါပဲကျွန်တော်တို့နေရောညောအလုံးလုံးနေပါတယ်ဒါကိုပြောချင်ပါအခုဆိုရလက်တွေကလည်းတော်တော်များများထွက်နေပါပြီကျွန်တော်တို့ဖုံးဖိထားစရာတော့မလိုပါဘူးဟုတ်တယ်မလား ဒါကြောင့်ပြည်သူတွေလည်းပြည်သူတွေရဲ့မျှော်လင့်ချက်အများဆုံးပြည့်အောင်လို့ကျွန်တော်တို့အစဉ်မြဲကြိုးစားသွားမှာပါလို့ပြီးတော့တခါတည်းပြောချင်တာကတော့ဟာသာတော့မဟုတ်ဘူးကျွန်တော်တို့မှလည်းပြင်းပြီးတော့ level ညစ်စရာဆိုလို့ပြည်သူပဲရှိတယ်။ပြင်းပြီး level ညစ်စရာဆိုလို့ပြည်သူပဲရှိတယ်။ sniper gun ပဲကျွန်တော်မေးကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်တငယ်ချင်းကိုမေးကြည့်မေးကြည့်တော့အားမရဘူးပြအရှိတန်းလမ်းမေးရတာ။တငယ်ချင်းဘယ်လောက်ရာခိုင်နှုန်းရောက်ပြီလဲဆို900ခိုင်နှုန်းပဲရှိသေးတယ်။ဟာမင်းက900ခိုင်နှုန်းဆိုဘယ်တော့မှပြည်မှာလဲငါတို့ဘယ်တော့တိုက်ရမှာလဲပေါ့။ အဲ့တော့ပြည်သူတွေကိုလည်းပြောချင်တာကျွန်တော်တို့စနိုက်ပါဝယ်ဖို့ရှိတယ်အဲ့လာကိုလည်းပဲတက်နိုင်တဲ့သူတွေတက်နိုင်သမျှဝိုင်းပြီးဝင်ပြီးတော့ကူညီပေးကြပါလို့ဒါမေတ္တာရက်ခံပါတယ်ပြီးတော့ပြည်သူတွေလည်းဘေးရန်ကင်းအောင်ကျွန်တော်အမြဲတမ်းမေတ္တာပို့ပါတယ်လို့အဲပြည်သူတွေမျောလင်းနေတဲ့အရာကိုကျွန်တော်နှိမနာညာမနာကျွန်တော်လုံးလုံးနေတယ်တကယ်လည်းမနာဘူးလုံးလုံးနေအခုလက်ရှိလည်းစစ်မြေပြင်မှာပဲ လုံးဝရန်သူတွေအေးဆုံးပါနော်ဟိုလမ်းအဆုံးပဲလေတကယ်လုံးဝချနေရပဲအမှန်ချနေရညာလို့မရဘူးကျွန်တော်တို့ကြတော့ကျွန်တော်ကတကယ်တီးရလူတွေဟုတ်ဟုတ်ဒါပေမဲ့ဟိုပြည်သူတွေကျွန်တော်တို့ကပြန်တက်ရမှာပဲဒီနာမျိုးပြီးပြန်တက်ရမှာဟုတ်တယ်ဟုတ်တယ်အဲ့ဒါလည်းတကယ်ဘာဖြစ်လို့လဲဆိုတော့ဒီရန်သူတွေအနည်းဆုံးနေရာမှာထိန်းချုပ်နိုင်ဖို့စူးစမ်းနေတယ်အောင်မြင်ဖို့စူးစမ်းနေတယ်ဂျားတွေကနေပြီးတော့ဒီကမ်ပိန်းလေးနဲ့ပတ်သက်လို့ဒါပါဝင် အားဖြည့်ပေးဖို့ခဏတာပြန်လာတာပေါ့နော်ပြီးရနဲ့အဲ့ဒီနေရာကိုသွားပြီးတော့ဆက်ပြီးတော့တာဝန်ထမ်းဆောင်မှဖြစ်တယ်ပေါ့နော် ဟိုပြီးတော့ဟိုပြည်သူပေါ့နော်ပြည်သူအားနဲ့ကျွန်တော်ရက်တည်နေတဲ့အတွက်ပြည်သူတွေကကျွန်တော်ဟိုယုံကြည်နဲ့မကြတော့မဲ့အချိန်ကာလလေးပဲလိုတော့ရဲဆိုတဲ့အတွက်ဟိုယုံကြည်နဲ့တော်များကမ်ပိန်းတွေကိုလည်းပါဝင်ပေးကြပါလို့မြေတရရခံပါတယ်ကျွန်ဘက်ကအများကြီးစူးစမ်းနေတယ်နေတကယ်လည်းမနာဘူးစူးစမ်းရတယ်တကယ်ယုံကြည်ပြီးသားယုံကြည်ပြီးသားဟုတ်ပြည်သူတွေကလည်းဆူတောင်းပေးနေမှာပါနော်တတ်နိုင်တာလည်းကူပေးနေမှာပါပေါ့ကျွန်တော်ပြောနေတာပါဟုတ် အဲနောက်တစ်ခုကကျတော့ဒါညီတို့အခုဒါရေဘော်ရေဘက်ဖြစ်နေပြီပေါ့နော်ရေဘော်ရေဘက်တွေဖြစ်တယ်အခုဆိုအများကြီးပဲတယောက်တယောက်ကနေရာလည်းမတူဘူးမတူတော့ဟိုဇာတိတွေပါမတူနော်ပြီးရင်အရင်တော့လည်းမသိခဲ့မမြင်ခဲ့ဘူးဒါပေမဲ့အခုတနေရာထဲမှာလာစုံကြတယ်ဒုတိယမိသားစုဖြစ်တယ်ပေါ့နော်အဲကျတန်ရောစင်တွေလည်းအများကြီးဖြစ်ကြတယ်ဆိုတော့ဒီတန်ရောစင်ဖြစ်ရတဲ့ရေဘော်တွေတဲမှာမှပဲအဲ့လိုမမရဖြစ်နေရေဘော်တွေရှိဟုတ်ရှိပါရေဘော်တွေကဒီမှာအားလုံးကလည်းစစ်ချောင်းပေါင်းစုံ ်ပြီးတော့မာမိတ်တွေနဲ့ကျွန်တော်တို့ကလက်တွဲပြီးတိုက်ရတဲ့ခါကျတော့ဒီရဲဘော်တွေအားလုံးနဲ့ခင်မင်နေတဲ့ခါကျတော့မိသားစုဆိုတာဒီရဲဘော်တွေပဲရှိတယ်ဟုတ်တယ်ညီကိုဆိုတာလည်းဒီရဲဘော်တွေပဲ second family မဟုတ်ဘူးကျွန်တော်တို့ဘဝအတွက်ကတော့ first family တွေပဲအဲ့လိုမျိုးကျွန်တော်တို့ကသဘောထားတာသဘောထားတဲ့ခါကျတော့ဘယ်ရဲဘော်ပဲတခုခုဖြစ်သွားထိခိုက်ဒဏ်ရာရတာတော့မှကျွန်တော်တို့တွေမှာစိတ်ထဲကမကောင်းအောင်ကြာဆုံးနေဆိုရင်တော့ဒါပြောပေါ်ရမရှိဘူးပေါ့ဗျာ အဲကျွန်တော်မမရရဖြစ်နေတာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့စစ်ကြောင်းတွေကဟိုရဲဘော်တွေကိုပဲကျွန်တော်ပြောပြဟောနံပါတ်1ကျွန်တော်တို့ရဲ့ဆရာလည်းဖြစ်တယ်ကိုတစ်ပေါ့ကိုတစ်ဆိုတော့ဒါသူ့မမရရဖြစ်တယ်ဗျအဲဆိုစစ်စင်ရင်နဲ့ပတ်သက်လို့နေမနေမနာညမနာကြိုးစားတဲ့လူစစ်စင်ရင်တစ်ခုဆိုလို့ရှိရင်ဘလို့တိုးတိုးလိုက်ဘူးသူရှိရပညာရီမန်းချက်တစ်ခုကိုဒါချပေးလိုက်တာ ਨੇ အဲရီမန်းချက်ကိုရောက်အောင်သွားနိုင်တဲ့ပုံကူမျိုးစစ်စင်ရင် ရည်မှန်းချက်ကိုလည်းရောက်အောင်သွားနိုင်တယ်။ဒါပေမဲ့သူ့ရည်မှန်းချက်ကိုလည်းတိတဲ့လူတိတယ်မတိတဲ့လူမတိဘူး။အဲ့ဒါသူ့ရည်မှန်းချက်တခြားမဟုတ်ဘူးဗျ။သူ့ရည်မှန်းချက်ကကြတော့မိမလိုချင်တာ။ဩမိမလိုချင်တာ။အဲ့ဘုံလေးပဲသူကြောက်ရတဲ့ဂုံလေးပါပဲနော်ကွနော်သူရင်းနေပဲပဲအရင်ဒီမှာကိုတိဆိုရင်အောင်ရကြောက်ကြောက်တဲ့အထက်မှာပါတယ်နာမည်ကကိုတိလေးဆိုရင်အောင်ရလုံးဝကြောက်နေရတယ်သူကြောက်ရတာပေါ့အဲ့ဒါသူကကျွန်တော်အကူတယောက်လိုပဲ အဲ့ဒါကိုကျွန်တော်ဆက်ပေါက်နေနော်ကျွန်တော်300လောက်နော်။ तू ကကိုကြီးတဲ့ငါတို့မနာရတာကြာပြီတဲ့။အေးလို့မနာရသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီတကုံးသိမ်းပြီးရင်တော့ဗျာတဲ့ကျွန်တော်နားကြမယ်တဲ့။အေးနားပြီးမင်းပါလို့မှာလားကျွန်တော်ကတဲ့မင်္ဂလာဆောင်မယ်လေးတဲ့။ဩ तू ကအဲ့လိုမျိုးပြောတယ်။အေးကွာလို့ဖြစ်ချင်တော့အဲ့နေ့ကကျွန်တော်ခေါ်ရဘက်ကလည်းတယောက်ကြာတော့သူ့နေသူ့ရဲ့စိတ်အနေထားပုံမှန်မဟုတ်ကျွန်တော် သူ့ကိုလိုက်ထိန်းတယ် ကိုကြီးတဲ့တို့မနေ့ကျရင်နဲ့အလာတဲ့အဲ့ကောဝင်လုံးမယ်တဲ့ကျွန်တော်စစ်ကူတောင်းတယ်စိတ်ချမယ်လူ၂ယောက်လောက်ဆိုတော့ကျွန်တော်၄ယောက်ပြေးလိုက်တယ်မင်းဂယူဆိုင်ရောလ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 ောနဲ့မလုံးနဲ့ပွိုင်မှာအိတ်ပါနော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာပဲသူ့ကိုကျွန်တော်တို့ဂျမ်းမာအဲ့မှာကျွန်တော်ဂျမ်းမာထားရတယ်ပေါ့နော်ဂျမ်းမာထားရတယ်အဲ့ဒါဗေဒီယာလည်း ောင်းသွားတာလား very down ပါ very down သွားတဲ့ချိန်နဲ့ drone ကလည်းလာတယ်သူကလည်း point တွေ light ဆက်တဲ့ချိန်နဲ့ဆိုတော့ ground game ထဲမှာတန်းပြီးတော့သူထိတာပဲထိသွားတဲ့ချိန်မှာပဲကျွန်တော်တို့သွားပြီးတော့သူ့ကိုကောက်တော့လဲအကုန်လုံးတစားစီဖြစ်တယ်ပေါ့ဒါကတော့ပထမဆုံးတယောက်ကျွန်တော်ဘောရအတွက်တော့လုံးဝအမှတ်တရပြီးတော့ရဲဘောအားလုံးနဲ့ကျွန်တော်ပဲကင်တာ ਉਹ သူဆိုလို့ချင်းစစ်ကြောင်းအားလုံးကအခုတက်ဆိုရင်တိကြပါအဲ့လိုမျိုးနောက်တယောက်ကကျတော့ကျွန်တော်စစ်ကြောင်းအောင်ပဲအရင်တရေးဘူကြီးလောက်ခဲ့တယ် တရီးဘူကြီးကတော့စနိုက်ပါဘော့ကိုစနိုက်ပါမှာလည်းထူးချွန်တယ်ပေါ့နော်သူကကိုသူတွေနဲ့ဘူဂျုတ်ဘူဂျုတ်ဆိုဟုတ်သူကကိုသူတွေနဲ့သူကအပြိုင်ပဲလေအဲ့တော့သူကလည်းဘယ်တော့လဲဆိုတော့သူထိွားတယ်ပေါ့အခုလက်ရှိနေရာတခုမှာထိွားတယ်မျိုးလုံးထိွားတော့သူကလည်းသူအုပ်ပြေးတာဘယ်ရောပေါ်မှာအခုမကတ်ဘူးအဲ့လိုမျိုးကြီးတွားနေတဲ့လမ်းမှာလဲသွားတယ်အဲ့တော့မှသူဝိုင်းပွေရအောင်ဟိုဘက်ကိုရောက်ပြီးတော့မှကြာဆုံးတယ်ပေါ့ ကြာဆုံးတဲ့အခါကျတော့ကျွန်တော်ကမှလည်းစိတ်အခြေအနေကပုံမှန်မဟုတ်တော့ကျွန်တော်အိုက်ပွိုက်ကိုဟိုဘက်ပွိုက်ရတယ်တော့အိုက်ပွိုက်ကိုတောင်းရင်းသွားယူရတာယူပြီးတော့မှအဲ့မှာလည်းနာကြီးချက်နဲ့ကျွန်တော်စော်တာပဲဟိုကောင်နေကိုခေါင်းမဖော်တာနာကြီးချက်နဲ့ကျွန်တော်စော်တာတက်ဟိုကောင်နေကြားလို့អော်တက်လာဒါဆိုအခုလည်းမာကြားလဲဘွားဆိုပြီးတော့ကျွန်တော်ထပ်စော်လိုက်ရင်ကောင်နေကြားអော်ပြီးပြီးတဲ့កောင်အဲ့တော့မှကျွန်တော်ကကြားရဲ့အတွေ့အကြုံကိုသိတာဒါလည်းကောင်နေကြားလို့អော်ပြီးရင်ပြီးတာအော်အဲ့လိုမျိုးပေါ့ သူဆိုလို့ရှိရင်လည်းပြောမှာဆိုကျွန်တော်တို့စက်ကြောင်တော့ကအရင်တောင်းမှုရှိတယ်လို့သူကလည်းကျွန်တော်တို့ဘောမှာဒါအမှတ်တရပဲနောက်တစ်ခါကျတော့ဒါသူတို့နဲ့ level တန်းပါပဲကျွန်တော်ရဲ့ညီလေးဓာတ်သွားကိုရဲ့ကရေရဲ့ဓာတ်သွားရနော်၃ယောက်နော်သူကကျွန်တော် body guard လိုက်လို့ဒါဟေ့အောင်မင်းက body guard လုတ်ရမလို့ဘူးအဲ့လောက်ဒီကျွန်တော်အိမ်နာသွားရင်တော့မှသူကလိုက်တယ်ဟေ့အောင်ငါဘယ်လိုလုပ်မင်းအဲ့လိုမျိုးကြီးလိုက်ဆောင်နေငါဘယ်လိုလုပ်အိမ်နာသွားရမလဲဘာညာပေါ့အဲသူတို့ကလည်းသူတို့သူတို့နဲ့တင်တဲ့အပတ်စဉ်မှာဒါတင်တဲ့တက်ဖို့ ရည်စူးရတဲ့ကလေးပဲဒါပဲအရန်တောင်းဝင်ကြည့်အကုန်လုံးလက်နက်ပေါင်းစုံပြစ်နိုင်တယ်ဟာငကြီးကြီးဟိုဟာငကြီးကြီးပြစ်နေတာအဲ့လိုမျိုးပြစ်နေတယ်နဲ့အချင်းတွေကိုကောင်းအောင်သဘောပေါက်တယ်ညီခွဲနေလေကျွန်တော်တို့ကတစ်လို့ပြောလိုက်တာနဲ့တည်းသူတို့ဘယ်သွားမှာဘယ်လောက်အောင်မယ်ဆိုသူတို့တိတယ်တိတယ်ပေါ့ဒါဟိုက84ညီခွဲနဲ့ပြစ်လိုက်တဲ့ခါကျတော့လေဒီရည်ပဲဖောက်ဝင်သွားပြီးတော့ကျွန်တော်တို့ကဒီကောက်ကနေဝင်ပြီးတော့နှလုံးနဲ့ရောက်သွားတာလေအချင်းကြီးကဟိုကင်းရပြန်ပြောပြရမှာတော့ ဟာတိုင်းငါထိသွားပြီတော့ကင်းရဲ့အင်ကြီးပဲကျသူဟာမင်းကတိတိလေးกว่าတဲ့အဲသူအချင်းချင်းဆိုတိတိလေးပဲတော့တောင်းလေရရောဗိုက်ရနေပြီတော့ငိုပြီးပြောနေတယ်သူကင်းရလဲဟိုဘိုးအန်တော့ဟာမြားလို့သူအင်ကြီးဆွဲချုပ်ပြီးတော့အကိုသတင်းပို့ပြန်တဲ့သူဘေးလူတော်မဆောင်တော့ဘူးကိုညီကိုဆိုလေသူကိုယ်တိုင်ချမ်းအော်ရောက်ဆင်းတာလမ်းမတွေပဲဟောပြောဘလောက်အမတ်တရားဖြစ်လဲဆိုတော့သူသူနဲ့ရတော့ကျွန်တော်မှသူ့ကိုအာမြန်မြန်ပို့လိုက်ဒါပဲပြောနိုင်တယ်ဘာလို့ဆိုတော့ရင်သွေးရှိတိုးလာတယ် တိုးလာပြီသူ့အခြေအနေကမကောင်းဆိုတော့တိတယ်တိတဲ့ခါကျကျွန်တော်ပါရှေ့ရလဲတိုက်နေရတယ်ရန်သူကိုရန်သူကိုတိုက်တိုက်ဗတဲ့ဖြစ်နေတဲ့နဲ့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာကောင်းမယ်လို့ပေါက်တယ်သူကတော့ကြံခဲလို့မရဘူးလေတကယ်တကယ်ပြောတော့သူ့ကိုသူကတောင်းပြီးရက်ပြေသွားပြီသူ့ကိုပေးစင်းတာသူ့ကိုပေးစင်းခိုင်းတာသူကပေးမစင်းဘူးမစင်းဘူးကျွန်တော်နဲ့ပဲအမေဟိုကေပြောတာကတော့သူရေတော့ပြန်စင်းချိုးမယ်ခုနကအခုဘာပြောဘူးသူစောင့်နေတာမသိဘူးသူပြောတာကေပဲပြောပြဘာလို့ကျွန်တော် ကျောင်းညီတို့ဖြစ်နေအောင်ကျွန်တော်ဒီကောင်းအစိမ်ကောင်းကိုသေးဘော်လီကိုလေကိုင်းတာဆိုတောင်းတန်းလူဆိုရင်ဟိုလေအပြင်းမဆိုတပည့်ကြည့်ရမယ်ဒါမဲ့ကိုညီကိုဆိုတော့လေရေချိုးပေးတာအစားလေအဲ့ဒီပက်တီးအစားလေဒါကလည်းကျွန်တော်နှစ်ယောက်တည်းပဲကိုင်းတာကိုတွေ့အကုန်လုံးအရက်ရှိရှိနဲ့လေကိုသေးဆိုတာလေကျွန်တော်လောလောအရက်ရှိရှိပါတယ်တကယ်တကယ်အမဲရရလေရှိရတယ်နည်းနည်းလေးပဲရှိတော့တာပေါ့နော်ဟုတ်ကဲ့ဟာလာလေးတွေပေါ့ဟိုကလေးဆိုလို့ရှိရင်လေကျွန်တော်တို့ကောင်းကောင်းသူ့ကိုထွေးပိုက်ခွင့်မရလိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ ကြာသွားတာတော့မှကျွန်တော်တို့မှရှေ့ကိုတိုက်နေသူ့ကကျွန်တော်ဘေဘက်စစ်စင်ရေးရဆောလုံးအကြီးဟိုကရင်ဆိုတဲ့ကောင်လေးကညာဘက်စစ်စင်ရေးကျွန်တော်ကအလဲရတွေတော့ထိုးပြီးတော့တိုက်နေတဲ့အချိန်ဆိုတော့ရန်သူကလည်းခုနကတော့អော်တော့ကျွန်တော်ကရှေ့ zone နဲ့ပဲတိုက်တိုက်နေတဲ့ခါကျတော့လေอืมသူကြာသွားတော့ကြာသွားတဲ့ခါကျတော့လေကို့အနီးနားမှာပဲကြာသွားတဲ့အတိုင်းတည့်ရက်နေ့ရက်ဒီကကျွန်တော်နားမှာပဲအဲ့လိုမျိုး မြင်းနဲ့နေွားခဲ့တာလေနော်အဲ့လိုမျိုးဆိုဒီမှာသူတို့ဟိုဓပုံနေပိုင်းနဲ့ထားရလေဟိုစားရတောက်ရကိုကျွန်တော်လုပ်ပေးရများလုပ်ပေးရလုပ်ပြီးတော့တရက်လို့ပေါ့အဲ့လိုတိုင်းအကုန်လုံးပြန်လာတော့သူပါလာအဲ့ကျွန်တော်မတက်ထားရညီလေးလို့မေးစားဖို့တောက်ဖို့တွေစားကိုအကုန်စီနေပေးတယ်မေးဘာလို့လဲလို့ဒီမှာကိုစလီပါထပ်မီးနှိပေးတယ်နော်လို့အဲ့ပြီးတော့မေးအဲ့လိုဟိုလူတွေလိုက်ရှာဒီလူတွေလိုက်ရှာစားနေနော်လို့ ။မေးသွားမယ်လမ်းကိုမေးဖြတ်မောက်တန်းတန်းသွားလို့ဒီမှာအကုန်လုံးရှိတယ်။အကုန်လုံးရှိရသူဘယ်လိုပြောရလဲနည်းနည်းအနံ့လေးထွက်လာတော့နော်။ဇက်သူနော်အဲ့နေတော့နော်ကျွန်တော်ကားနဲ့ပြန်လာတော့တရားနေနော်။ဒီများရောပဇက်စော်လို့ပါလာဟိုအဖြစ်တယ်တရားဖြစ်တယ်ထင်တော့ဗောနော်။အဲ့မဟုတ်တခုံးပဲပြောရဲအဲ့လိုပဲပြောရဲတယ်ချက်ချင်းအနက်လုံးအပြောင်လို့စူးနေတဲ့အနက်လုံးအချင်းအပြောက်သွားတာ။သူတို့ရဲ့တာဝန်ယူမှုတွေကဟိုနားထောင်ကြရတယ်ပြောင်းကြနေရကြတယ်။ကြီးမားတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ဟိုကိုသစ်ဆိုလို့ရှိရင်ကြာသွားတော့ကျွန်တော်က ပြန်ဆင်းလို့မရသေးဘူးအဲ့ဂုံးမှာပဲသူ့ကိုညာရင်းညစ်စာပနာလောက်ပြီးတာနဲ့ကျွန်တော်ချက်ချင်းပြန်တက်ရတယ်ရှေ့စစ်စင်ကြီးဆိုတော့ပြန်တက်ရတဲ့အခါအဲ့လိုပဲကျွန်တော်ကင်းဆောက်နေတဲ့ချိန်ကျွန်တော်တစ်ချက်ပေါ့တညာလုံးပင်ပန်းတာတကြီးမှလည်းမိတာတော့ငှိုက်ကနေဖြစ်သူကအဲ့လိုသူ့ကိုသူတည်သွားမှန်းတော့မသိဘူးကျွန်တော်လာဟောင်းနေတာလာလာဆူတာပေါ့ကိုကြီးနေုံကစပောက်နေတာမရဘူးပေါ့ င်တို့ဘာဖြစ်လို့ဖြစ်နေမှမသိဘူးအရှိမတိုက်ပွဲဖြစ်နေမသိဘူးလားဟုတ်ပါဗျာင်တို့ဆက်တစ်ခါပေါက်လည်းမရအောင်နှစ်ခါပေါက်လည်းမရအောင်ပေါ့တို့ကျွန်တော်အဲ့တော့စိတ်မကောင်းဖြစ်တယ်ဒါဟုတ်စိတ်မကောင်းဖြစ်တယ်ပေါ့ပြောမနေရဘူးဒီစိတ်ပဲသူတို့မှဒီစိတ်ပဲဒါကြောင့်လည်းဒီနေ့အချိန်ကြီးကျွန်တော်တို့ဒေါ်လာရေးပေါ်မှာဟိုတဆိုင်မမနဲ့စူးစမ်းနေရတာလေသူတို့ကြောက်တယ်လည်းပါဟုတ်သူတို့ကြောက်တယ်လည်းပါကျွန်တော်အဲ့ပွင့်ကိုမတော်ဘူးကြံစင်းကန်ဒီမှာမှာလေ ဟိုမာမေးတွေကိုကျွန်တော်လိုက်ပြပေးရပါတော့အဲဒီပွိုင်းကောင်းပေါင်းနဲ့ဟိုသူတို့လိုက်ပြီးတော့လေဟိုမိတ်ဆက်ပေးရပါတော့သူအဲ့ဒါမှလည်းအထီးလူမှုတောင်းတော့ရှိကြမှာဆိုတော့လေမိတ်ဆက်ပြီးတော့အဲ့အပေါ်ကိုကျွန်တော်ဒီဘက်ကနေပြီးတော့ကိုကျဘက်ကနေပြီးတော့ကျွန်တော်တက်သွားတယ်တက်ပြီးဟိုဘက်ကပြန်ဆင်းလာကျွန်မတက်ကြာပြီးအဲ့မှာလေအဲ့ပွိုင်းကိုတက်ချင်တော့တယ်อืมဟုတ်ပြီဒရိယာအခုယနေ့ချိန်ဒီဒရိယာတော့မှာဟုတ်ဒါတော့မေးလို့ရနိုင်တဲ့အရာတွေမှမဟုတ်တာပေါ့နော်မဟုတ်ဘူးအဲ့တော့ဒါသူကတော့သူရဲကောင်းနေပေါ့ ရေကောင်းနေပြီးတော့သူရဲ့မိသားစုတွေကလည်းတေချာပေါက်တော့ကိုယူနေမှာပါပြီးတော့ဒါထက်တဲ့တန်တန်ကိုပြုပေးရမယ်သူတွေလည်းဖြစ်တယ်ပေါ့နော်ပြီးတော့အခုလိုပြောပြပေးရတကယ်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ဒီလိုဖြစ်ရတရားပြန်ပြောပြနိုင်မှုဆိုတာမလွယ်ဘူးလေနော်ရေတို့ရှေ့ပိုင်းမှာပြီးတော့ရှင်ပြောနေရနေပြီးတော့ဒီเจ้าနေရောက်တဲ့အခါမှာတန်နေတိတ်သွားတာမျိုးတွေပေါ့နော်မျက်နှာမှုရာတွေကဆိုတာညှို့ငယ်သွားရကြည်တာနဲ့တိတယ်ပေါ့နော်ဒါမဲ့လည်းဒီလိုပြောပြတဲ့အခါမှာဒါသူတို့ကဘယ်လောက်ထိပါဝင်ခဲ့သလဲသူတို့ကသူတို့ရဲ့တမိုင်းကိုဘယ်လိုရေးခဲ့ကြသလဲဆိုတဲ့ဟာတွေကိုတော့ပြည်သူတွေတီးခွင်ရောက်သွားပါပေါ့နော် ဘလောက်ပဲဖြစ်ဖြစ်ကျေးဇူးတင်တယ်အဲဒါကကျွန်တော်ဒီစကားဝိုင်းလေးကတော့ဒါဒီလောက်ပဲပေါ့နော်အဓိကတော့ဒါကြည်သွေးအနေနဲ့ဒီကျွန်တော်တက်ဖွဲ့တွေပေါ့ကိုအခုလိုရေးကြီးရဲ့ကာလရောက်လာတဲ့အချိန်မှာပို့ပြီးတော့ကြည်ပေးစီရှင်တာပေါ့နော်တက်ဖွဲ့တွေကအဲတို့မလို့အပ်တဲ့ဟာဆိုရင်ဘာမှမတောင်းဒါကျွန်တော်အတိဆုံးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နဲ့အမြဲတမ်းဆက်သွယ်ရှိတဲ့အဖွဲ့တွေအများကြီးရှိတယ်ညီလေးဘာလို့လဲတို့ကကျွန်တော်ကိုပြန်ပြောရဲဟာကိုပဲကယူဆိုင်ကျွန်တော်တို့ကအဆင်ပြေတယ်တရင်ကောင်းနေပဲစောင့်နေပြည်သူတွေကိုပဲခွန်အားပေးပါ အဲ့လိုမျိုးပဲပြောကြရဲဖွဲ့တွေပေါ့နော်ဟိုတခုခုဆိုရင်သူတို့အတွက်ဆိုတာမပြောမပြောထွက်ကြဘူးပေါ့နော်အဲတခါကြရင်ကျွန်တော်အဲသူတို့ ਨੇ ပြောရတဲ့ခါမျိုးတွေမှာအာငါတို့ကအားပေးနေကြတာပေါ့နော်သူတို့မြေပြင်မှာဒီလိုတွေခက်ခဲနေရပါလားဒီလိုတွေမပြည့်မစုံတော့ဖြစ်နေရပါလားဆိုတဲ့ဟာကိုကပြန်ဖြည့်ပြီးတော့မှမြင်ရတာပေါ့နော်အဲ့ဒီကြားထဲမှာပဲကျွန်တော်တကယ်လေးစားရတယ်အခုဆိုလဲဒီကမ်ပိန်းကကျွန်တော်ဟိုသူတို့တကယ်လိုအပ်လို့ပါပြောဟိုသူတို့တက်နိုင်တဲ့ဟာဆိုသူတို့အသက်တွေပါပေးတာလားအရှိမပေးွားအသက်တွေအများကြီးရှိရပါတော့ အဲသူတို့တက်နိုင်တဲ့ဟာဆိုအသက်ပါပေးဖို့ဝင်မလီတဲ့သူတွေကသူတို့မတက်နိုင်တဲ့အကူအညီမလို့ပြည်သူတွေစီကိုတောင်းခံတာပါနော်အဲကြာဒီကမ်ပိန်းလေးလည်းတက်နိုင်သလောက်ပါဝင်ကြစေချင်တယ်ပါနော်အဲကမ်ပိန်းကိုပါဝင်ပေးတာကငွေကြေးတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့ဒီတက်ဖွဲ့တွေကိုစိတ်သက်ခွန်အားပါပေးရတယ်အတူတူပဲပါနော်ဒီကတော့ငါတို့နောက်မှာပြည်သူတွေရှိပါလားဆိုတဲ့စိတ်နဲ့သူတို့တိုက်ပွဲဝင်တေချာပေါအောင်မြင်တယ်ပါနော်အခုလက်ရှိမှာအရေးချင်းကအရန်ကွာဟာသွားပြီအဲကြာဆက်ပြီးတော့အောင်ပွဲတွေရနိုင်မှုအတွက်ပြီးရင်ဆက်ပြီးတော့ အချိန်တူတူအတွင်းမှာဗောနော်လွတ်လပ်တဲ့ဘဝတွေရဖို့အတွက်ကိုတို့တွေဆက်ပြီးစ조사ကြလိမ့်မယ်ကျွန်ုပ်ဒီနောက်ကနေဝိုင်းပြီးတော့ပံ့ပိုးပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအလုံးမဲ့ကျေးဇူးတင်ပါတယ်